reading process အဆင်ပြေဖို့ဆိုတာငါးမနဲ့လည်းသက်ဆိုင်ပါတယ်။ရုံးလာတဲ့ငါးလေးတွေထွက်ဖို့အတွက်ငါးမတွေကအင်မတန်အလုံးအရေးကြီးပါတယ်။ပထမဆုံးချက်အနေနဲ့ကတော့ဥဆန်တင်းတဲ့ငါးမမျိုးရွေးချယ်တင်ပါတယ်။ဥဆန်တင်းမှုအတွက်ကတော့ကျွန်တော်ရေပုံမှန်လဲမယ်၊ပရိုတင်းကျွဲဝါတဲ့အစာကျွေးမယ်၊နေရာကျကျဲပေးမယ်ဆိုရင်တော့ကျွန်တော်နှစ်ပတ်လောက်နဲ့ဥဆန်တင်းလာတာမျိုးတွေ့ရပါတယ်။ဒုတိယချက်အနေနဲ့ကတော့အထီးထက်သေးတဲ့ငါးမမျိုးရွေးချယ်စေချင်ပါတယ်။ အကယ်၍အမကငါးထိတက်ကြီးနေမယ်ဆိုရင်တော့ငါမငါးထိကိုပြန်ကိုက်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော် breeding process အောင်မြင်ဖို့ကရာခိုင်နှုန်းအရင်နဲ့ပါတယ်အကယ်၍ကို့မှာကအထီးထက်သေးတဲ့ငါးမမျိုးမရှိဘူးဆိုရင်တော့ငါးထီးနဲ့စိုက်မတင်မရင်ဖြစ်တဲ့ငါးမမျိုးရွေးချယ်ပေးစီခြင်းပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့ကာလာပြေဝမှုရှိပြီးတော့ဖင်ဖောင်ကြတဲ့ငါးမမျိုးရွေးချယ်စီခြင်းပါတယ်။ ်အရန်လာတဲ့ဘက်တာတစုံဖောက်ရင်100%လုံးလှတဲ့ငါပြန်ထွက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး80%လောက်သာလှတတ်ကြပြီးတော့ channel 20%ဟာတော့သူတို့ရဲ့မျိုးရိုးအရာ mutation ဖြစ်တာတွေပုံစံမကျတာတွေပါတတ်ပါတယ်တားဖောက်ပြီးသားငါးမတစ်ကောင်ကိုအ ਨੇ ဆုံး၃ဘက်တစ်လနေမှသာပြန်ဖောက်ပေးနေပါတယ်ပါကြောင့်လဲဆိုရင်သူတို့ကပထမ breeding process မှာတော်တော်ပင်မသွားပြီဖြစ်တဲ့အတွက်အားပြန်ဖြည့်ဖို့အချိန်ပေးရတဲ့သဘောပါ ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ better နဲ့ပတ်သက်တဲ့ knowledge တွေကိုအမြဲတင်ဆက်ပေးနေတဲ့ aqua creative ပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။